အားလုံးပဲမင်္ဂလာပါရှင်။ IKEA တွေမှာကျူဆွပါတယ်။ဆရာမျိုးလင်ဘာသာပြန်ဆိုထားသော Hidden Potential စာအုပ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ပန်းပေါင်းတစ်ထောင်ဝင်လန်းစီချောင်းပိတ်မိနေတဲ့မိုင်းသမားတွေရဲ့နေရာကိုတည်ပြီးဆက်သွယ်ရေးလိုင်းတွေပွင့်သွားတော့အကယ်ဆယ်ရေးသမားတွေကတိတ်မိနေတဲ့သူတွေကိုဆွဲယူဖို့မိုင်းကုံမောင်းပါတော့တယ်။အစီအစဉ် A က လွန်ဖို့အကြီးစားတက်လက်သုံးပြီးအပေါက်ပေါက်ဖြစ်ပါတယ်။ပြဿနာကဒီအပေါက်ပေါက်ကိုလေးလအချိန်ရမယ်ဆိုတဲ့အချက်ပါ။နောက်ပြီးဒီအချိန်အတော်တွင်အထဲကလူတွေကိုမထိမခိုက်အသက်ရှင်မယ်ဆိုတာမသိကြပါ။စေဝါအရေးပေါ်ကုသဖို့ထွေများလိုမလားဒုက္ခရောက်နေတဲ့သူတွေစိတ်သက်ကြသွားဒါတွေဖြစ်မလားဘသူကမှချိုးမပြောနိုင်ပါဘူးကယ်ဆယ်ရေးအဖွဲ့ရဲ့ပူးပေါင်းဆောင်ရွက်မှုတင်ငန်းစာတွေရဲ့အသေးစိတ်အကြဆုံးစမ်းစစ်လေ့လာချက်တွေကိုဥဆောင်တာကကျွန်တော်လုပ်ပေါ်ကိုင်ပဲဖြစ်တဲ့အေမီ Atmosan ဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးကအင်ဂျင်နီယာအလုပ်နဲ့စပြီးအသက်မွေးဝမ်းကြောင်းခဲ့သူတယောက်ပါ။နောက်တော့ Richard Hemming ရဲ့နောက်လိုက်တစ်ပတ်တယောက်ဖြစ်လာပြီးအခုအချိန်မှာတော့အသင်းအဖွဲ့တွေနဲ့ပတ်သက်ပြီးကမ္ဘာပေါ်မှာအကျွမ်းကျင်မှုအရှိဆုံးပညာရှင်တယောက်ဖြစ်နေပါပြီ။ကယ်ဆယ်ရေးမှာအဓိကပါတဲ့သူတွေကိုအင်တာဗျူးလုပ်ပေးတဲ့အခါအေမီကတီးတန့်တဲ့တင်တပုတ်ကြီးကိုတိုက်တွန်းပါတယ်။အဲ့ဒီတင်ကရွှေနဲ့စားတို့တမိုးရှိပါလိမ့်မယ်လို့လည်းသူကအသေးချပြောပါတယ်။ဒီနေ့တော့ ိုင်ဂေါ်ပင်စတာကီးစ်ကအခင်းဖြစ်တဲ့နေရာကိုလွန်ဖောက်တဲ့ကရိယာတွေပုံရင်ရောက်လာပါတယ်။မိပေဒါပညာရှင်တွေလွန်ဖောက်နေပုံထွေးလင်းကိုတွေ့သွားပါတယ်။လမ်းကြောင်းမြန်မြန်ပေါက်ဖို့စိတ်ကူးတစ်ခုရှိတဲ့အကြောင်းပညာရှင်တွေကိုပြောပြပါတယ်။အဲ့ဒါကအစီအစဉ် A Plan A ရဲ့နောက်ထပ်ရွေးချယ်စရာကောင်းတစ်ခုဖြစ်ပါတယ်။အပေါက်တစ်ပေါက်ကိုဖြည်းဖြည်းချင်းပေါက်နေမဲ့အစားရှီပီသားအပေါက်တွေကိုမြန်မြန်ချဲ့ရင်ဘယ်လိုဖြစ်မလဲ။ဒီဘူမိပေဒါပညာရှင်တွေအနေနဲ့ ကြောက်သားအမာကိုရိုက်ခွဲဖို့ထွင်းလာတဲ့လွန်ဘူးတစ်မျိုး special tray ဖြစ်ပြီးတူအစုအပြုံ cluster hammer လိုက်ပါတဲ့တရိယာနဲ့လုံနိုင်မယ်လို့အိုက်ခေါကစဉ်းစားမိပါတယ်အိုက်ခေါကသူ့အကြံဟာတခြားပင်နေရာမှာမှသုံးလို့ရလိမ့်မယ်လို့မထင်ပါဘူးအဲ့ဒီမြေပြိုတဲ့နေရာမှာဆိုရင်သူကအတတ်ငယ်ဆုံးအတွေ့အကြုံအနည်းဆုံး engineer လေးတစ်ယောက်ပါသူ့တာဝန်ကဒူဘူမိပေရဆရာတွေအနေနဲ့သူတို့ကုမ္ပဏီကနေထုတ်တဲ့ပစ္စည်းတွေကိုဘယ်လိုထိထိရောက်ရောက် သုံးတယ်လဲဆိုတာကိုအကြံပေးမှုတက်တက်ပါနီးပညာအစ်တွေနီးပြူဟာအစ်တွေကိုအကြံပေးဖို့မဟုတ်ပါဘူးဒါပေမဲ့ဘူမိဗေဒပညာရှင်တွေကိုသူ့စိတ်ကူးကိုပြောပြလိုက်တဲ့အခါသူတို့က entry ကိုပြောဖို့ထိုက်တွန်းခဲ့ပါတယ်အိုင်ကောကသူ့ရဲ့စိတ်ကူးကို presentation တင်ပြဖို့နှစ်နာရီတွင်းအသင့်ပြင်နိုင်မလားခင်ဗျားတို့ကျွန်တော်ကိုမလုပ်စေချင်နေတာတည်းအိုင်ကောစဉ်းစားတာကိုသတိရနေပါတယ်တယောက်ယောက်ကသူပြောတာကိုဘာလို့နားထောင်ရမှာလဲဆိုတာကိုမသိခဲ့ပါဘူးငါက24နှစ်ပဲရှိသေးတယ်ငါအကြံကိုပေးဖို့ဟုတ်လား အိုက်ကောကသူ့ကိုယ်သူပြန်ပြီးကြည့်တယ်။အိုက်ကောချက်ချင်းကိုအလုတ်စားလို့ရတော့ပါတယ်။အဝင်ခွင့်ကြပြည့်မဲ့ကရိယာတွေရှိတော်ရှိပါမလားဆိုတာသူမသိကြပါဘူး။ဒါနဲ့ cluster ဟမ်မာတူစုံတွဲကရိယာတွေကိုထုတ်တဲ့အမေရိကန်ကုမ္ပဏီပါရှင်ကိုဖုန်းခေါ်ပြီးသူ့လူချင်တာတွေကိုစုံစမ်းမေးမြန်းခဲ့ပါတယ်။သူတို့နှစ်ယောက်ပေါင်းပြီးအစီအစဉ်တစ်ခုရလာပါတယ်။သူတို့မှန်းလိုက်တာကတလာခွဲကြမဲ့အစီအစဉ်ဖြစ်နေတော့ဒီနှုန်းနဲ့ကမရသေးပါဘူး။အန်ဒီရဲ့ပို့ကြီးနေပါသေးတယ်။ ်ဤပညာသစ်ကိုချီလီမှာတကားမှမစမ်းသစ်ကြည့်ရသေးပါဘူး။နောက်ပြီးဒီလောက်ကျဲတဲ့အပေါက်ကြီးတွေဖောက်ဖို့နဲ့ဒီလောက်အနက်အထိဖောက်ဖို့ဤပညာကိုတကားမှမသုံးကြည့်ရသေးပါဘူး။ဒီလိုလုပ်ဖို့အတွက်လွန်ကြီးကိုတိတက်ထွင်ပြီးလုပ်ရမှာဖြစ်ပါတယ်။နောက်ပြီးမသုံးခင်စမ်းကြည့်ဖို့လည်းအချိန်လည်းမရပါဘူး။အဲ့ဒီနေ့ညနေပိုင်းအိုက်ခေါ်ကသူ့စိတ်ကူးကိုတင်ပြတဲ့အခါအန်ဒရီကတိတိကျကျနားထောင်ခဲ့ပါတယ်။노ဆိုတာပြောဖို့အကြောင်းမရှာပါဘူး။ယက်ဆိုတာပြောဖို့အကြောင်းကိုပဲရှာနေခဲ့တာပါ။ ဒါကသူ့ဘဝရဲ့အရေးကြီးဆုံးအလုပ်ဖြစ်နိုင်ဆုံးပါလို့အိုင်ကောကနောက်ပိုင်းပြန်ပြောပါတယ်။ကျွန်တော်ရဲ့အတွေ့အကြုံလေးကျွန်တော်ရဲ့အသက်လေးနှုတ်ငယ်ပဲမြဲသူကနားထောင်ပြီးမိကုန်းတွေထုတ်ခဲ့ပါတယ်။ကျွန်တော်ကိုခွင့်ရေးတွေပေးခဲ့ပါတယ်။ entry ကအိုင်ကောကိုခြေလေးတက်တူတွင်ဝင်ကြည့်အတွက် presentation တစ်ခုပြင်ဖို့မှာလိုက်ပါတယ်။မကြပါဘူးအဲ့ဒီစိတ်ကူးကိုလောက်ဖို့အတီးပြုတ်ချက်ရလိုက်ပါတယ်။ဒါကအစီအစဉ်နံပါတ်2ပါ။အစီအစဉ်1ရောအစီအစဉ်2ပါတစ်ပိုင်းနဲ့တဲ့ account ထဲပေါ်မှာဖြစ်ပါတယ်။ ဖွဲ့စည်းများပြမှာဆိုရင်အိုက်ကောဟာသူ့ရဲ့စိတ်ကူးတွေပထမဆုံးတင်ပြခွင့်တော်ရမှာမဟုတ်ပါဘူး။သူ့စိတ်ကူးတွေကိုလက်ခံအသုံးချဖို့ကိုအသာထားလိုက်ပါအောင်။ပုံမှန်ဖွဲ့စည်းတစ်ခုမှာဆိုရင်သူကပုံပွင့်လင်းလင်းပြောခွင့်ရမှာမဟုတ်ပါဘူးလို့အေမီအက်ဒမွန်ဆန်ကကျွန်တော်ကိုပြောပါတယ်။ဒါပေမဲ့ဒီအချိန်မှာကသူပြောနိုင်မယ်လို့ခံစားရတဲ့နေရာဖြစ်ဖို့ဖန်တီးထားပါတယ်။ဒီတော့သူလုံနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ကဒီလိုပဝင်းကျင်ကိုပြောခွင့်ဆိုခွင့်ရှိတဲ့ပဝင်းကျင်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိတဲ့ပဝင်းကျင်လို့ခေါ်ပါတယ်။ ခေါင်းဆောင်ရဲ့ကြည်တာကိုခံလိုက်ရုံနဲ့တင်အဆင့်အတန့်အခြေအနေတခုခုမရှိတဲ့သူတွေလာပြောလာဖို့အားပေးဖို့လုံလောက်ပါပြီ။ဒါပေမဲ့ကျွန်တော်ကအေမီရဲ့သူ့တည်တနာကိုလေ့လာကြည့်လိုက်တော့ကျွန်တော်တခုတွေ့သွားပါတယ်။ကယ်ဆယ်ရေးခေါင်းဆောင်တွေကဒီလိုပတ်ဝန်းကျင်တခုထူထောင်ပေးုံနဲ့မကပါဘူး။စေကူးစေတန်းတွေကိုပယ်ချမဲ့အစားဂယုတက်စစင်းစားနိုင်စေဖို့တမန်ရုံးချမှုတဲ့စနစ်တစ်ခုကိုလည်းတိစောက်ပေးခဲ့ပါတယ်။ဒါကအခြေအနေမျိုးစုံမှာစုပေါင်းညံရည်ညံတွေပေါ်ထုတ်တဲ့စနစ်ပဲဖြစ်ပါတယ်။ အရိုင်းဆိုင်တွေနဲ့ဂိတ်ဆောင်တွေလုပ်ငန်းခွင်အများစုမှာအခွင့်အရေးကလေကားတစ်ခုအပေါ်မှာရှိနေပါတယ်။တင်းရဲ့အထက်အရာရှိကတင်တိုးတက်ရေးဆုံးဖြတ်ချက်တွေချရတဲ့အဓိကလို့ဖြစ်ပါတယ်။တင်းရဲ့ဓာတ်ရိုက်အထက်အရာရှိအလုပ်ရှင်ကတင်းရဲ့လုပ်ငန်းတာဝန် job description ကိုသတ်မှတ်ပါတယ်။တင်းရဲ့အကြံပြုချက်တွေကိုစဉ်းစားပေးပါတယ်။တင်းရာထုတိုးဖို့အဆင့်အဖြစ်မဖြစ်ဆုံးဖြတ်ပေးပါတယ်။တင်း boss နားပေါအောင်တင်းကမပြောနိုင်ဘူးဆိုရင်အဆိုပြုချက်ဟာအရာရောက်မှာမဟုတ်ပါဘူး။စနစ်ကရိုးရိုးလေးပါ။ဒါပေမဲ့အဲ့ဒီစနစ်ကအသုံးချပါဘူး။ အဲ့ဒီစနစ်ကတယောက်တည်းကိုပဲတည်ထင်ကျဆမှုတွေကိုပိတ်ပင်ဖို့လူတွေရဲ့ဗဇက်တွေကိုလည်းပိတ်ထားပါဝါအာဏာအများကြီးပေးထားပါတယ်။နိုးလို့တစ်ချက်ပြောလိုက်ရုံနဲ့စိတ်ကူးတစ်ခုကိုပင်ပြက်လိုက်နိုင်ပါတယ်။ဒါမှမဟုတ်အတမိုးဝမ်းကြောင့်အလုပ်ကိုတော့ရက်တန်သွားစေနိုင်ပါတယ်။မင်းချာရီအထက်နိုးလို့ပြောဖို့အကြောင်းတွေကိုရှာဖို့ကလွယ်ပါတယ်။တင်းရဲ့စိတ်ကူးကကောင်းခင်ရင်သူတို့ရဲ့အတ္တမာနအတွက်ချင်းချောက်မှုတစ်ခုဖြစ်သွားနိုင်ပါတယ်။တင်းရဲ့စိတ်ကူးကမကောင်းမှုဆိုရင်သူတို့ရဲ့ပုံရိပ်ကိုခိုက်စေနိုင်ပါတယ်။ကျွန်တော်ရဲ့သူတည်တနာမှာတင်ကမန်နေဂျာတွေစီကိုအကြံတစ်ခုပေးတဲ့အခါ တင့်စီမှာအများအကျိုးဆောင်ရွက်လိုပြီးအပြုတ်သဘောဆောင်တဲ့အပြုတ်မှုရှိတဲ့သူစင်ကြုံုံတရားရှိတဲ့သူဆိုတဲ့အကုန်တဲ့နမဲကောင်းမရှိဘူးဆိုရင်အခြေအနေကတင့်ဘက်ကိုလှည့်ပြီးပြောင်းပြန်အကျိုးတက်ရောက်စေမှာဖြစ်ပါတယ်ကိစ္စတော်တော်များများမှာတောက်ထားမပြနိုင်တဲ့စိတ်ကူးတွေကစုံစားမှုနဲ့မတည်ချမရေရာမှုတွေအလွန်များရှိကြပါတယ်တကယ်လို့မနေဂျာတွေကမကောင်းတဲ့စိတ်ကူးတစ်ခုကိုစွန့်ပြီးလုပ်နိုင်မရင်သူတို့ရဲ့အလုပ်မှာအကန့်အသတ်တွေဖြစ်စေနိုင်တယ်ဆိုတာကိုသိနေကြပါတယ်ဒါမှမဟုတ်စိတ်ကူးကောင်းတစ်ခုကိုလက်ဆင့် ကမ်းပိလိုက်တဲ့အခါမှာသူကမှတွေ့နိုင်မှာတော့မဟုတ်ပါဘူး။စိတ်ပူတခုကိုမန်နေဂျာကထောက်ခံရင်တော့သူတို့ထက်ကခေါင်းဆောင်တွေကစန့်ကျင်ခဲ့ရင်ဒီကိစ္စဟာရှုံးမဲ့ကိစ္စတခုဆိုပြီးမန်နေဂျာတွေကမြင်လို့ရှိပါတယ်။ဆိုလိုတာတစ်ချက်ကဒီလိုကန့်သက်ချက်တခုကိုပိတ်ပင်ခေါင်းဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။တင်မြုပ်နေတဲ့စွမ်းရည်တွေရှိတဲ့စိတ်ကူးတွေကိုပယ်ချဖို့အတွက်ဒီလိုမျိုးကြီးစင်ခဲ့လားယာတို့အစင်းစင်းကိုတတ်မှတ်ထားတာဖြစ်ပါတယ်။ဒီပညာလောကမှာဒီလိုကိစ္စကိုရရှင်းလင်းလင်းတွေ့နိုင်ပါတယ်။ Zeros က ပရိုဂရမ်ရေးတဲ့ပုဂ္ဂိုလ်တွေကဒီလိုသုံးကွန်ပျူတာ PC တွေကိုစပြီးတည်ထွင်ထုတ်လုပ်ခဲ့ပါတယ်။ဒါမဲ့မန်နေဂျာတွေကရောင်းမင်းဖို့အတွက်မနေ့ရုံးကန်စ조사ခဲ့ရပါတယ်။ Godot Company က engineer တယောက်ကပထမဆုံး digital ကင်မရာကိုတည်ထွင်ခဲ့ပေမဲ့စီမံခန့်ခွဲသူမန်နေဂျာတွေကဒီကင်မရာကိုကူးစားပြီးစီယုံလို့မရခဲ့ပါဘူး။ PC တွေကဒီပြဿနာကိုအဆင်ကြီးစင်ငယ်လိုက်အမျိုးအစားမတူတာတမျိုးနဲ့ဖြေရှင်းနိုင်ပါတယ်။ ကုမ္ပဏီတစ်ခုရဲ့အင်အားကောင်းတဲ့နောက်ထပ်ရွေးချယ်စရာအချက်တစ်ချက်က lettuce ကိုမန်ကူကွက်ဖြစ်ပါတယ်တကယ်မန်ကူကွက်ကအချားကွက်နဲ့တူတဲ့မြင်းပြောင်းတွင်ကန့်လက်ပြတ်ထားတဲ့ဖွဲ့စည်းပုံစရာတစ်ခုပဲဖြစ်ပါတယ်။တင့်အထက်ကပုပ်ကိုတွေကိုဝါစင်အလိုက်အစင်ရင်ခမ်းတာတာဝန်ရှိတာကိုလမ်းကြောင်းတစ်ခုထဲထားတဲ့အစားမန်ကူကွက်ဝန်တန်းဖွဲ့စည်းပုံစရာကအထိပ်ပိုင်းကအရာရှိတွေစီ ပေါက်ရောက်တဲ့လမ်းကြောင်းအများအပြားရရှိစေပါတယ်။ မန်ကူကွက်စနစ်ဟာကွန်ရက်ကွန်ချအဖွဲ့အစည်းတစ်ခုမဟုတ်ပါဘူးတင့်လေပင်ကိုဝိုင်းညက်မဲ့ boss အထက်အရာရှိအလုံးရှင်၈ယောက်၈မျိုးကြားမှာပိတ်မိနေတာမျိုးမဟုတ်ပါဘူးတင့်တက်လန်းကိုစွဲကင်ထားမဲ့မန်နေဂျာတွေတတိတန်ရှိနေတာမျိုးလည်းမဟုတ်ပါဘူးရည်ရွယ်ချက်ကခေါင်းဆောင်အမျိုးမျိုးကိုတင်ကအဆက်အသွယ်လုပ်လို့ရတယ်။ဓာတ်ရိုက်ပြောနိုင်တယ်။အဲ့ဒီခေါင်းဆောင်တွေကတင့်တိုးတက်ဖို့အတွက်ကုညီပေးခြင်းနဲ့အစိတ်ရှိတဲ့အပြင်တိုးတက်စေမှုအတွက်လည်းကုညီမားစာပေးနိုင်တဲ့ပုံကုံတွေဖြစ်ကြပါတယ်။ ကျွန်တော်တွေ့ဘူးတဲ့အကောင်းဆုံးနမူနာမှန်ကူကွက်စနစ်ကိုရေစုံကန် Glory Test လက်အိတ်ရဲ့ကုတ်အင်ချီတွေထုတ်တဲ့ WL Go ကုမ္ပဏီမှာ တွေ့ခဲ့ရပါတယ်1990ပြည့်နှစ်ဝန်းကျင်လောက်တုန်းကအဲ့ဒီ WL Go ကုမ္ပဏီဟာစေပစ္စည်းကရိယာအင်ဂျင်နီယာဖြစ်တဲ့ Dave Myers ကသူ့မောင်တိန်ဆက်ဘိန်းနဲ့ဂီယာကျိုးတွေကို ုတ်တင်ပုံပြလိုက်တဲ့အခါသဲတွေဂျန်ကနေကာကွယ်လိုက်နိုင်တာတွေ့ခဲ့ရပါတယ်။လူတွေရဲ့လက်တွေမှာပေနေတဲ့သဲတွေကိုဖယ်ရှားရင် query test အတွက်လည်းအသုံးဝင်မယ်ဆိုတာတဖြည်းဖြည်းသဘောပေါက်လာခဲ့ပါတယ်။အဲဒီကနေတဆင့်ကြာလာတာနဲ့အမျှဂီတာကျိုးတွေလည်းစပြီးအတန်တွေမမှန်တာတွေဖြစ်စေတာကိုသိလာပါတယ်။ဒါကသူ့ရဲ့နေခင်းပိုင်းအလုတ်တစိ့တစ်ပိုင်းမဟုတ်ပင်မဲ့ရှေ့ပြေးပုံစံငယ်လေးတစ်ခုလုံးဖို့အစီအစဉ်ကိုဒေးဗ်ကစားလိုက်တာဖြစ်ပါတယ်။ သူကအဲ့ဒီပုံစံငယ်လေးကိုဓာတ်ရင်းကြည့်တဲ့ပုံကတချို့စီတွားပြပါတယ်။ဒါပေမဲ့လုတ်တဲ့နယ်လို့သူတို့ကမထင်ကြပါဘူး။သူတို့မှနီးပညာပိုင်းနဲ့အဆိုင်နဲ့ငင်းပယ်စရာအကြောင်းတွေ့ရှိခဲ့ရပါတယ်။မင်းကလုတ်နေတဲ့ကျောင်းတစ်ချောင်းကိုဖရိုရိုကလီမာနဲ့အုပ်လို့ရမှာမဟုတ်ဘူး။အတန်ပြတ်သွားလိမ့်မယ်လို့ဆိုပါတယ်။နောက်ပြီးနီးပြူပါအမြောက်စိုးရိမ်ပူပန်မှုတွေလည်းရှိပါသေးတယ်။ငါတို့ကတေးဂီတာလုပ်ငန်းလုပ်နေတာမဟုတ်ဘူး။ဘာမလို့ဂီတာကျိုးတွေလုပ်ရမှာလဲ။ ပါမန်အဖွဲ့အစည်းတစ်ခုမှဒီကန့်ကွက်တာမျိုးတွေကစိတ်ကူးစိတ်တန်းတစ်ခုကိုပယ်ချလိုက်ဖို့လုံလောက်ပါတယ်။ဒါပေမဲ့ WL Gulli Company ဝန်ထမ်းဒီပုံစေရမှာမှန်ကိုကွက်စနစ်ရှိပါတယ်။တင်းစီမှာစိတ်ကူးတစ်ခုခုဘယ်ချိန်မှာပဲရှိစီအရာရှိကြီးပိုင်းကပုံတွေကိုလွတ်လွတ်လပ်လပ်တွားတွေးပေးထားပါတယ်။တဲ့စိတ်ကူးစီမံကိန်းလေးတွေကိုထောက်ပံ့ပေးလို့ခေါင်းဆောင်တယောက်ပဲလိုတာဖြစ်ပါတယ်။ဒါကြောင့်ဒေးကသူ့စိတ်ကူးကိုပတ်ဝန်းကျင်အတိုင်းဝိုင်းမှာဆက်ပြီးလို့တိမြအောင်လုပ်နေတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Dave က Richie Snyder ဆိုတဲ့အကူအညီထောက်ပံ့ပေးတဲ့သူကိုတွေ့ခဲ့ပါတယ်။သူက John Spencer ဆိုတဲ့ engineer တယောက်နဲ့အချိန်ဆက်ပေးပါတယ်။နောက်တစ်နှစ်ကိုတော့ Dave နဲ့ John တို့ဟာတပတ်အချိန်ပေးပြီးသူတို့ရဲ့ထောက်ခံမှုမရသေးတဲ့စိတ်ကူးတွေကိုအားပေးပါတယ်။ဝင်နှန်းတွေကိုဆက်ဆက်ဒီဆက်ဆက်လို့ပို့အချိန်ပေးလိရှိပါတယ်ဂီတာကျိုးတွေကိစ္စရှေ့ဆက်တိုးတက်မှုရာခရီးတွင်အတွက်ဒေးဗစ်ဂျွန်တို့ကရီချီရဲ့တည့်ရဝင် အတိပြုချက်မလိုပါဘူးလောကရေးခြေကိုနောက်ဆုံးအခြေအနေတွေပဲပုံမှန်ဖော်ပြနေပါတယ်သူတို့တိုးတက်လာတဲ့အခြေအနေတွေရှေ့ပြေးပုံစံတွေကိုဂစ်တာမူထောင်နဲ့ချပြီးစမ်းသက်ခဲ့တဲ့အဖြေတွေကိုပို့ပေးနေကြပါမန်ကူကွက်စနစ်ကလေကားဝါစဉ်ကြီးစင်ငယ်လိုက်အစင်းစင်းကိုစိုးမိုးချေလဲတာတဲ့စီးမြင်းနှစ်ခုကိုလက်မခံပါဘူး။တင့်ဘောစရဲ့နောက်ကဘယ်တော့မှမသွားနဲ့။ဒါမှမဟုတ်တင့်ဘောစရဲ့ခေါင်းပုတ်ကလည်းမသွားနဲ့။အေမီ အဒမ်မွန်ဆန်ရဲ့သူတည်တနာမှာဒီလိုတွေ့ဝိုက်တဲ့စီးမြင့်တွေဟာဝန်ထမ်းတွေကိုပြောတဲ့နာတွေမပြောစေပါဘူး။ကြားတဲ့နာတွေကိုလည်းမကြားစေရပါဘူး။မန်ကူကွက်စနစ်ရဲ့ရည်ပဲချက်က boss အနာသွားတာ boss အပေါ်ကသွားတာတွေအတွက်ပြစ်ဒဏ်တွေကိုဖယ်ပြစ်လိုက်တာဖြစ်ပါတယ်။ WLG ကုမ္ပဏီမှာစေကူးကောင်းတွေလိုတဲ့အခါ Dave နဲ့ John တို့က ရစ်ချီရဲ့အပေါ်ကနေနေတာမျိုးကိုရှိုးရှိုးရှန်းတန်းမဖြစ်တော့ပါဘူးကုမ္ပဏီဝန်ထမ်းတွေကဘယ်သူကမှဆိုအချိန်မြေဆက်သွယ်နိုင်ခွင့်ကိုအခွင့်ကောင်းယူကြပါတယ်တခါတော့ငါဆိုရင်ကုမ္ပဏီဥက္ကဋ္ဌလည်းဖြစ်ပြီး CEO ကိုလည်းဖြစ်တဲ့သူကအစည်းအဝေးတွေထဲဝင်လာပြီးအကြံပေးတာတွေလုပ်ကူပါတယ်ပစ္စည်းထုတ်လုပ်ဖို့နဲ့ဇွေးကတင်ဖို့အတွက် Dave John နဲ့သူတို့ရဲ့ယာယီအတင်းက18လအချိန်ယူထားပေမဲ့15လအကြာမှာသူတို့ရဲ့ အလစ်စာဂစ်တာဂျိုးဟာရိုးရိုးဂစ်တာဂျိုးရဲ့ဈေးကွက်ထိပ်မှာရောက်သွားခဲ့ပါတယ်။ဌာနကွဲမှာအကြံကောင်းတစ်ခု ပေါ်လာတာဟာနေတိုင်းတော့မဟုတ်ပေမဲ့ဂစ်တာလောကမှာအထီးအခိုက်ပွန်ပဲ့တာတွေတော့ဖြစ်စေပါတယ်။ဒါပေမဲ့ဂစ်တာလုပ်ငန်းမှာကနေတိုင်းစိတ်ကုတစ်ခုကထွက်လာနေကြပါ။မန်ကူကွက်စနစ်လက်တစ်ကိုကျေးဇူးတင်ရမှာဖြစ်ပါတယ်။ဝန်ထမ်းဖွဲ့စည်းပုံဆရာကလှေကားတွေနဲ့တူနေပေမဲ့စိတ်ကုအစ်စ်အစမ်းတွေပေါ်လာဖို့ပေါ်လာအောင်တွန်းအားပေးဖို့ တင့်တယ်လို့မန်ကူကွက်စနစ်တွေရေးဆွဲဖို့ဖြစ်နိုင်ပါတယ်။ဒီလိုစနစ်တွေကိုတည်ထွင်ကြံစားမှုပြိုင်ပွဲတွေမှာကျွန်တော်တို့တွေ့ရပါတယ်။ပြဿနာတွေကိုဖြေရှင်းဖို့ထူးဆန်းတဲ့နည်းတွေထုတ်ပေးတဲ့ပြိုင်ပွဲတွေဖြစ်ပါတယ်။ Dor Chemical ကုမ္ပဏီကစွမ်းအင်ခြေတာဖို့နဲ့အလေအလွင့်ရော့စေဖို့အတွက်အဆိုပြုချက်တွေကိုရုံးသွင်းမှဖိတ်ခေါ်ခဲ့ပါတယ်။ကုန်ကြစည်ရေးဒေါ်လာ2သိန်းထက်မပိုတဲ့ အပြင်တစ်နှစ်အတွင်းမှာကွန်ရှေးကိုပေးနိုင်မဲ့အလားအလာရှိဆုံးစိတ်ကူးတွေကိုစပွန်ဆာပေးမယ်ဆိုပြီးဝန်ထမ်းတွေကိုကမ်းလှမ်းခဲ့ပါတယ်။နောက်10နှစ်အကြာမှာ အကြံကောင်းစိတ်တန်925ခုသဘောတူခဲ့ပါတယ်။ကုမ္ပဏီကတစ်နှစ်ကိုပြန်မြဒေါ်လာသန်130တတ်တာခဲ့ပါတယ်။ဒီလိုတီထွင်ကြံစမှုပြိုင်ပွဲမျိုးမှာသုံးဖြတ်ချက်တွေကအတော်ဝင်ရှိသူတအူးစီရဲ့တမောမဟုတ်ပါဘူး မန်ကူကွက်စနစ်မှာအကြံပြုတင်သွင်းလာတွေကိုအချင်းချင်းပုံသက်မှုတွေကိုလုံးအဆင့်အမျိုးမျိုးကလူတွေကိုပါဝင်စေပါတယ်ဒီလိုလုပ်ခြင်းကအကြံပြုချက်တွေကိုစောစောစီစီပိတ်ပြဖို့မမျှမတပယ်ချဖို့တွေကနေတားထားပါတယ်စိတ်ကူးရဟာတင့်လို့တဲ့စဉ်းစားပြေးတာမျိုးရရှိစေပါတယ်အားနဲ့တဲ့ခေါင်းဆောင်တွေဟာမက်ဆန်ဂျာဆက်သားတွေကိုတနက်နဲ့ပြစ်ပါတယ်။ပြောခွင့်တွေကိုပိတ်ပြစ်ပါတယ်။အားကောင်းတဲ့ခေါင်းဆောင်တွေကပြောတဲ့တွေကိုကြိုးစိုးပြီးဆက်သားတွေကိုကျေးဇူးတင်ပါတယ်။ ပြန်တော်တဲ့ကောင်းဆောင်တွေကမျောတန်ဆွေးတန်တွေကိုချဲ့ပေးပါတယ်။စက်သားတွေကကျွန်းကျွန်းနဲ့အားပေးတယ်မြင့်တင်ပေးပါတယ်။ဥမင်လိုက်ကောင်အောင်ဆုံးကမိအောင်အိုက်ခေါ်ကသူ့ရဲ့အစီအစဉ်နဲ့ plan B ကိုတင်ပြတဲ့အခါဘမိုးတင်လဲဆိုတာကျွန်တော်သိလိုက်ရတော့ဒါဟာမှန်ကူကွက်စနစ်လက္ခဏာတွေဆိုတာကိုချက်ချင်းသတိထားမိလိုက်ပါတယ်။ဒါကြောင့်လဲကဲဆယ်ရေးထွန်းပေါက်တဲ့အလုပ်ကိုကြီးကြပ်နေတဲ့ပေတာပညာရှင်တွေကိုစိတ်ကူတင်ပြခွင့်ရတာဖြစ်ပါတယ်။နောက်ပြီးဒီစိတ်ကူကိုထိတ်ဆုံးအထိရောက်အောင်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ကယ်ဆယ်ရေးလုပ်ငန်းတစ်လကြာမှာတော့ Gillette System ရဲ့အကျိုးကျေးဇူးတွေဟာပုံပြီးမြန်သာလာခဲ့ပါတယ်အစီအစဉ်တန်ဟီယာသင်္နာဒါထက်ပုံနေနေပါတယ်ပလန်ဘီကပို့ပို့ပြီးကောင်းလာပုံပေါက်ပါတယ်ကလပ်စတာဟမ်မာလို့ခေါ်တဲ့တူစုံတွဲကရိယာစိတ်ကူးနဲ့ပတ်သက်ပြီးအိုင်ခေါ်ရဲ့လောက်ရက်ကမှန်သွားခဲ့ပါတယ်ဒီတူစုံဆွဲလိုက်ကြီးက ကြောက်သားကိုဖြည်းဖြည်းညင်ညင်တတရိုက်ခွဲပေးနေပါတယ်ဒီတူကြီးကတီးတီးတတတပန်းတာလာပါတယ်ဒါနဲ့တစ်ချိန်မှာဒီတူကြီးကရက်သွားခဲ့ပါတယ်မြေကြီးအောက်လမ်းကြောင်းရဲ့သုံးပုံတပုံအယောက်မှာဒီတူတွဲလိုက်ကြီးကလဲတော့လဲပင်မဲ့ဖြတ်တာရက်သွားခဲ့ပါတယ်မိုင်းဖို့ပြုမကြဖို့ထောက်ပံ့ထားတဲ့တန်ချောင်းတွေကိုသွားထိမိတော့တူကြီးရဲ့အသွားတွေကွဲပြီးအစိမ့်စိမ့်မော်ဟာဖြစ်သွားပါတယ် ဘတ်စကတ်ဘောလုံးလောက်အရွယ်ရှိတဲ့အစားတစားကပိတ်မိနေတဲ့မိုင်းသမားတွေစီရောက်ဖို့ချဲ့နေတဲ့အပေါက်ကိုသွားဆုပ်နေပါတယ်။ကယ်ဆယ်ရေးအဖွဲ့သားတွေကတတူသားကိုခွဲပြီးတန်လိုက်ကြီးတွေနဲ့ဆွဲထုတ်ဖို့ကြိုးစားကြပါတယ်။ဒါမဲ့လှုပ်တော်မလှုပ်ပါဘူး။ကယ်ဆယ်ရေးသမားတွေကအိုက်ဂေါပလန်ဘီကိုလက်လွတ်လိုက်ဖို့စဉ်းစားနေပါပြီ။နောက်တနေ့မှာတော့အိုက်ဂေါမှာနောက်ထပ်စေကူးတစ်ခုထည့်ရပါတယ်။ကျောင်းမှာသင်ခဲ့တဲ့ extraction tool လို့ခေါ်တဲ့ night unit နဲ့စက်မှုလုပ်ငန်းအုံဂဏန်းလက်မကရိယာကြီးကိုတတိယရသွားပါတယ်။ ကျွန်တော်အမျိုးသမီးအလီဆန်းကဒီဆက်ကြီးကိုကျွမ်းကျင်တဲ့ပညာရှင်ပါ။ဒါပေမဲ့လည်းဒီဆက်ကြီးကကဲဆယ်ရေးအဖွဲ့ရည်ရွယ်ချက်အတွက်ဘလောက်သုံးဝင်မလဲဆိုတာမသိသေးပါဘူး။ဒါပေမဲ့ဒီနီလန်ကသူတို့တကယ်လိုအပ်နေတဲ့နည်းပဲဖြစ်ပါတယ်။ဒီတတ်တုကနန်းလမ်းမကြီးကိုတွင်းထဲချပြီးပိတ်မိနေတဲ့တတ်တုစကြီးကိုညက်ပြီးဆွဲထုတ်နိုင်မယ်ဆိုရင်အပေါက်လန်းပွင့်သွားမှာဖြစ်ပါတယ်။ဒီစက်မှုလုပ်ငန်းသုံးကနန်းလမ်းမကြီးကိုအိုက်ကောကကဲဆယ်ရေးလုပ်ငန်းခွင်မှာ34ရောက်ကိုအကြံပေးတော့သူတို့ကနားမထောင်ကြပါဘူး။ ဒါမဲ့ latest system မှန်ကူကွက်ဝန်တန်းဆရာစနစ်ကြောင့်သူ့စိတ်ကူးကိုအထက်လူကြီးတွေစီရအောင်လုပ်လို့ရတဲ့လမ်းကြောင်းကိုအိုင်ကောကတိထားခဲ့ပါတယ်။အောက်ခြေဝန်ထမ်းတွေကသူ့စိတ်ကူးကိုဂရုမစိုက်တော့နေ့အကြာမှာချီလီတက်တူတွင်ဝင်ကြီးကိုသူကိုယ်တိုင်တွေ့ခွင့်ရဖို့အစဉ်ပြေခဲ့ပါတယ်။ဝင်ကြီးကချက်ချင်းပြီးစိမ့်ပြလိုက်တော့နောက်9ရက်မှာသူတို့ကစူးစမ်းသွားကြပါတယ်။ဒါမှအစဉ်မပြေပါဘူး။ဒီလိုနဲ့9ရက်မြောက်တဲ့နေ့မှာကျိုးပဲ့သွားတဲ့ထွေအပိုင်းစားတွေကိုနောက်ဆုံးမိသွားပြီးဆွဲထုတ်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့တွင်းပေါက်ပွင့်သွားခဲ့ပါတယ်။ အကောင်းဆုံးကနန်းလက်မှဆုလက်ကြီးပါလူတိုင်းတတရရသွားပြီး plan B ကလမ်းကြောင်းပေါ်ပြန်ရောက်သွားပြီးလုပ်ငန်းအမြန်ပြန်စနိုင်ခဲ့ပါတယ်။နောက်နောက်ညပိုင်းမှာကယ်ဆယ်ရေးလုပ်ငန်းသားတယောက်ကအလုံပိတ်အခန်းငယ်လေးနဲ့ထောက်ထားတဲ့ twin နဲ့ဆင်းချသွားခဲ့ပါတယ်။ညာတန်းကမတိုင်မီလေးမှာအလုံပိတ်အခန်းလေးကပထမဆုံးမိုင်းသမားတယောက်ကိုချဲ့ပြီးပြန်တက်လာနိုင်ခဲ့ပါတယ်။24နှစ်ရင်မကြာမီအချိန်တော်အတွင်းမှာကယ်ဆယ်ရေးအလုံပိတ်အခန်းလေးကပိတ်မိနေတဲ့33ယောက်တည်းကနောက်ဆုံးလို့ဖြစ်တဲ့ ုမင်ကိုထည့်ပြီးမြေပြင်ပေါ်ကိုပြန်ရောက်လာခဲ့ပါတယ်။အိုင်ကောရဲ့ကနန်းလက်မစစ်ကူးကပလန်ဘီကိုကယ်လိုက်တာဖြစ်ပါတယ်။ပလန်ဘီရဲ့သူစိတ်ကူးက33ရောက်တက်ကိုကယ်ပေးလိုက်တာဖြစ်ပါတယ်။အိုက်ကောရဲ့တီထွင်ချက်စားတက်ပြီးသူရဲကောင်းဆန်တဲ့ချိုးဝမ်းမှုတွေနဲ့တခြားလူအများအပြားကိုတောင်းတပတ်ပြချင်းမုံရမှာဖြစ်ပါတယ်။ဒါမဲ့ဒီအဖြစ်ပြက်မှာလူမသိသူမသိသူရဲကောင်းနေစတာကခေါင်းဆောင်မှုအလေးထားကောင်းတွေအတင်လိုက်လို့ရတဲ့လုပ်ငန်းစဉ်တွေလူတွေရဲ့စိတ်ကူးတွေကိုကြားရအောင်ကြဲကြဲလောင်လောင်ကြားရစေဖို့အတွက် အသင်ရေးတွေပေးတဲ့စနစ်ပဲဖြစ်ပါတယ်အခန်းထဲကအတော်ဆုံးလူတစ်ယောက်ရဲ့အကြံကိုပဲယူမယ်ဆိုရင်အခန်းထဲမှာရှိတဲ့ကျန်တဲ့သူတွေအားလုံးရဲ့အကြံကောင်းချိန်ကူးကောင်းတွေကလွတ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တင်မြုပ်နေတဲ့အစမ်းစာတွေဟာကျွန်တော်တို့ကိုယ်ထဲမှာအမြဲတင်မြုပ်နေတာမဟုတ်ပါဘူးတစ်ခါတစ်ခါကျွန်တော်တို့ကြားထဲမှာပဲမိအောင်ထပြီးပတ်ပတ်နေတယ်တစ်ခါတစ်ခါကျွန်တော်တို့အသင်းဖွဲ့တွေကမှောက်ပဲအချင်းကနေလဲလာကြပါသေးတယ်